ားလုံးမင်္ဂလာပါဒလန်အဆမှာတော့ရခိုင်စုမှုကျောက်ဦးလေးရင်ထွန်းတို့ဒေတန်းကိုရှောက်လိုက်ပဲကြည့်နေရင်ကျောက်ဦးကစုမှုကိုအရင်တစ်ခေါက်ဟာတွားကြည့်ဖို့ကို နားအနာကိုတို့ကပြောလိုက်ပါတယ်အဲအကြမ်းမှာစုမှုလေတတိယကရခိုင်ကို စိတ်ကြိုက်ပဲကြည့်နေအရင်ရက်ကကျွန်တော်တို့လူတွေလေ့ကျင့်ထားတဲ့ရှောင်းဝမ်းစီလုံးဘလို့ရှိတဲ့တွားကြည့်လိုက်အောင်မယ်လို့ပြောကထွက်လာတော့ကျောက်ဦးကတခင်လေးစုဦးရှမ်းစီလုံးမဟုတ်ဘူးလားဘလို့လို့ရှောင်းဝမ်းစီလုံးလို့ ပြောနေတော့စုမှုလဲကြောက်ဦးပစက်ကိုကြပြကြရပိတ်လိုက်ပြီးရခိုင်ဘက်လက်ကဖြီးပြပြီးထွက်သွားပါတော့တယ်။ရခိုင်လဲစုမှုတို့ထွက်သွားတာနဲ့ရန်ကုန်တတိယတနာရှိလို့ရှိညာဈေးကိုပတ်ကြည့်နေခဲ့ပါတယ်။ဆန်နဆိုင်ကိုရောက်သွားတော့ဆန်ရှင်ကိုရန်စွမ်းရည်ပါတဲ့ယတနာရှိသားဆိုပြီးမိလိုက်ပါတယ်။ဆန်ရှင်လဲရှိတယ်ဆိုတာသူ့ဆိုင်မှာရှိတဲ့ပစ္စည်းတွေထုတ်ပြခဲ့ပေမဲ့ရန်စွမ်းရည်ပါတဲ့ယတနာပစ္စည်းကိုမတွေ့ခဲ့ပါဘူး။ ထို့နောက်လက်ထွက်ဖို့လုပ်လိုက်ချိန်မှာဟိုင်းဆိုပြီးဖူမီယာရောက်လာပြီးသူ့ရှေ့ကပိတ်ရက်လိုက်ပါတော့တယ်။ရန်ခိုင်ကဘာကိစ္စလဲလို့မေးလိုက်ပါတယ်။ဖူမီယာကဖူဘက်ကဆိုင်မှာရန်ကုန်တတိယတနာတွေအများကြီးရှိတယ်။တွားကြည့်ပါလားလို့ပြောလိုက်တော့ရန်ခိုင်လည်းကျေးဇူးလို့ပြောကတွားကြည့်လိုက်ပါတယ်။ရန်ခိုင်ရဲ့နောက်ကိုဖူမီယာကလည်းလိုက်လာနေခဲ့ပါတယ်။ရန်ခိုင်ကဘာလို့လိုက်နေတာလဲလို့မေးလိုက်တော့ဖူမီယာကနင်းနောက်လိုက်တယ်မဟုတ်ရပါဘူးဒါက ေးဖို့မောင်မျိုးလေငါသွားကျင်တဲ့နေရသွားမှာပေါ့ဗါလဲငါကိုဝယူဆိုင်နေကြလားလို့ပြန်ပြောလိုက်ပါလေကြံခိုင်းလဲဆက်မလိုက်နဲ့တော့မဟုတ်ရင်အာမနာတော်ဘူးတော်လို့ပြောကထွက်လာတော့ဟူမီယာကအရင်တစ်ခေါက်ကလို့အာမနာလာလားလို့ပြန်ဆားလိုက်ပါလေကြံခိုင်းလဲဘာမှဆက်မပြောပဲထွက်လာရင် သူခနာကိုပေါ်ကရန်အမတ်သားကအချက်ပြနေတော့ရန်စွမ်းရည်ကုန်တတ်သည့်ရှိတဲ့ဆိုင်တွေ့ပြီဆိုကပြေးသွားကြည့်လိုက်ပါလေ ဟုတ်ပါတယ်။အဲဆိုင်မှာရန်ကုန်တတိပစ္စည်းတွေရှိနေခဲ့ပါတယ်။အဲဆိုင်ကခူမေယာရုဂိုင်းဖြစ်တဲ့ချွဲချက်ဂိုင်းဆိုင်ဆိုတာရန်ခိုင်တိနေခဲ့ပါဘူး။ရန်ခိုင်လည်းပစ္စည်းကိုကြည့်ကဈေးမိလိုက်ပါလေ။ဆိုင်ဝန်ထမ်းကလည်းဒီရန်ရန်ကြောက်ကိုမိရလားဈေးမကြည့်ပါဘူး။တခုမှဒင်္ဂါ900ပါလို့ပြောလိုက်ပါတယ်။ရန်ခိုင်လည်းအတွေ့ထဲမှာတော့ကြောက်တဲ့တုံးကို900ဆိုတော့ဓမြတိုက်နေကြလား။နှင်းအများကြီးနေလို့ ငါပြားတရားတော်မစုမိသေးတာလို့တွေးနေခဲ့ပါတယ်။ဝန်ထမ်းကလည်းသူ့ဆိုင်ကပစ္စည်းနဲ့ဈေးနှုန်းကသူများဆိုင်ထက်တန်ကျောင်းတွေကိုရှင်းပြနေခဲ့ပါတယ်။ရန်ခိုင်းလည်းဈေးလျှော့ပြီးလို့ရမလားမေးကြည့်လိုက်ပါတယ်။ဆိုင်ဝန်ထမ်းလည်းခုမရကိုကြည့်လိုက်တော့ခေါင်းကြီးပြတာတွေးလိုက်ရတော့ဘယ်လောက်ထိလျှော့ပေးရမလဲမေးလိုက်ပါတယ်။ရန်ခိုင်းကတစ်ခုကိုကြား90ထားလို့ပြောလိုက်တော့ဆိုင်ဝန်ထမ်းလည်းတန်းသွားပါတယ်။ခုမရကလည်းသဘောတူကိုပြနေခဲ့ပါတယ်။ဆိုင်ဝန်ထမ်းကလည်း အဖိုးလေးဒီဈေးကတော့မဖြစ်ဘူးငါကခိုင်းအတွက်ရောင်းပေးရတာဈေးနှုန်းအတိုင်းမင်းကိုရောင်းလိုက်တာအများကြီးမလျှော့ပေးနိုင်ဘူးမဟုတ်ရင်ငါအိဆက်ရမှာပေါ့လို့ပြောလိုက်တော့ခူမီယာလည်းဒေါ်လာထွက်ကလျှော့ဆိုလျှော့ပေးလိုက်ပေါ့အတိပ္ပယ်မရှိတဲ့စင်ကြေတွေမပေးနဲ့လို့ပြောလိုက်ပါလေအဲ့ကြမှာရန်ခိုင်းလဲဒါမင်းတို့ချွဲချက်ခိုင်းရဲ့ဆိုင်လာလို့မိလိုက်ပါလေခူမီယာကလည်းဟုတ်တယ်ငါတို့ဆိုင်ဟုတ်လို့မယူတော့ဘူးလားဒီလိုဈေးပေါ်ကြောက်နေလို့ချင်းငါအလကားပေးမယ်ငါ့ကိုဂရီတစ်ခုပဲပြီးလို့ပြောလိုက်ပါလေ ါပေမဲ့ဟူမီယာအတွေ့ထဲမှာတော့သူ့ကိုကလေးကအစအရွယ်ရောက်ပြီးတဲ့ယောက်ျားတိုင်းငါရဲ့ဆွေးဆောင်မှုအောင်မပြိုလဲသွားတဲ့သူမရှိဘူးအရင်တစ်ခေါက်ကခံရရလားဒီတစ်ခေါက်ငါကုန်ပြန်ယူရမယ်သူငါကိုလည်းလည်းရှာရှာချိမိသွားတဲ့အချိန်မှာသူ့ကိုပလစ်လိုက်မယ်အဲကြမှာကြည်ကွေးရမယ်လို့တွေးနေခဲ့ပါတယ်ရန်ခိုင်းကလည်းဂရီပေးဖို့စဉ်းဆောင်မစဉ်းစားနဲ့ပြား900ဆိုတော့လေ900ကိုငါတန်မိုးညီများတဲ့စီးနဲ့ဒဲတဲ့လူရလာပြောကစုမှုပေးကြတဲ့ ။ဦးရန်စီပလင်ထုတ်ပြီးလိုက်တော့ဆိုင်ဝင်နဲ့လည်းသဘောကျသွားကရှားတာပေါ့။ဖလဲစီကွက်ကကုံချင်းလဲလဲရတဲ့စီမင်းရှိတာပဲ။အချောတက်စီလုံးတွေကကောင်းကောင်းလဲပက်လို့ရတယ်ပြောကဈေးကိုထုတ်ကြည့်လိုက်ပါလေ။ထို့နောက်ရန်ခိုင်ကိုရန်ရန်ကြောက်တုံးပေးလိုက်ပါလေ။ရန်ခိုင်လည်းတခုံလိုတောက်လောင်နေတဲ့ရန်ရန်ကြောက်ကိုကြည့်ပြီးဒီတစ်ခေါက်လဲရတာတန်သွားပြီလို့တွေးကတိန်လိုက်ပါလေ။ခုမရကလည်းရန်ခိုင်ကိုမသိမ်းပန်းနိုင်ဘူးဆိုတာမယုံဘူးလို့တွေးနေခဲ့ပါတယ်။ရန်ခိုင်လည်းထွက်သွားရောစိုက်ပေါ်မှာရှိတဲ့ပစ္စည်းတစ်ခုကိုယူကရန်ခိုင်ကိုတစ်ခုဝယ်တစ်ခုအလကားရဆိုပြီ ပေးလိုက်တာအတင်းထွက်သွားပါတော့လေဆန်းဆောင်ဘုလို့ကလည်းသူ့အကိုဖြစ်သူနဲ့ရန်ခိုင်တို့နှစ်ယောက်အနောက်ကိုလိုက်ချောင်းနေခဲ့ပါတယ်ရန်ခိုင်ကလည်းဟူမယာကိုဘာမှမပြောဘဲတော်ရဲဝင်သွားခဲ့ပါတယ်ဟူမယာကလည်းနောက်ဆုံးတော့ယောက်ျားပဲလေအဆက်ကလည်းမပြောတာခန္ဓာကိုယ်ကအရန်ယူသားကြတယ်တောလက်ကြီးတဲ့ဆက်လျှောက်သွားတယ်သူငါ့ကိုတခုခုတော့မလုံလောက်ပါဘူးမလားတကယ်လို့ရုတ်ခဲ့ရင်မာပဲနဲ့နာမှာဒါပေမဲ့ သူအဲ့လောက်တတိမရှိပါဘူးလို့တွေးကဆက်လိုက်သွားပါတယ်။ဟူမီကလည်းရှောက်လာရင်ဂျန်ခိုင်းကိုမတွေ့လို့လိုက်ရှာနေရင်ကြောက်နေခဲ့ပါတယ်။ထို့နောက်သူ့ကိုအနောက်ကနေတယောက်ကဗဇက်ကိုပိတ်ကာတစ်ပင်သားကိုဆွဲခေါ်လိုက်ပါတယ်။သူကတော့ဂျန်ခိုင်းပဲဖြစ်ပါတယ်။သူတို့နေဖို့ပြောကချုပ်ပေးလိုက်ချိန်မှာချင်းချံပုံရောက်လာပြန်ပါတယ်။ဂျန်ခိုင်းကချင်းချံပုံကိုလိုက်ချောင်းနေတာအစောကတည်းကတိနေခဲ့လို့တမင်များခေါ်လာခဲ့တာပါ။ ရှေ့ရှာပုံလဲရန်ခိုင်းကိုမတွေ့လို့ဒီကောင်တော်တဲ့တေချာဝင်တော်တာပါဆိုပြီးစဝေစဝါဖြစ်နေခဲ့ပြီးထွက်သွားပါတယ်။ရန်ခိုင်းလည်းသူမဟုတ်ဘူး။နောက်တစ်ယောက်ထွက်မလာသေးဘူးလို့ဖူမေယာကိုပြောပြနေခဲ့ပါတယ်။အဲ့အချိန်မှာပဲရန်ခိုင်းတို့စီလက်လက်ပုံတွေဝင်လာလို့ရှောင်လိုက်ရပါတယ်။ထို့နောက်လောင်ကြီးအတန်နဲ့တူနူထောင်းထွက်လာတော့ဖူမေယာကလည်းမျိုးလုံးပြူကလန့်သွားပါတယ်။နူထောင်းကအမမေယာ ခုလာလာငါတို့ဒီကောင်လေးအသက်ကိုယူဖို့နင်ပေးမယ်နေပါကျွန်တော်မင်းကိုမထိခိုက်စေချင်ဘူးကျွန်တော်တို့အလုပ်ကဒီလိုအသုံးမှုနဲ့အရာကိုရှင်းပြတာလို့ပြောနေချိန်မှာဟုတ်တယ်ထိခိုက်မိရင်ငါအပူထောင်စိတ်ဆင်းရဲနေရလိမ့်မယ်လို့ပြောပြောကရှင်းရှင်းပုံနဲ့ရောက်လာပါတော့နေ